အယိရှွာတဲ့ဖယဲဒီကိုအနိပဲဖြစ်ဖြစ်အဝပဲဖြစ်ဖြစ်တစ်ချိုက်စွာစားသုံးကြတဲ့သူများပါတယ်။ရေတပ်ပြေဝစေတဲ့အပြင်ပီးသားခင်ယူတင်းနဲ့လန်ကိုပင်းတပ်တွေချွေဝလို့သူရဲ့အာဟာရတန်ဖိုးကမသေးနာပါဘူး။ဖယဲဒီမှာပီးသားမင်းသတ္တုတန်နဲ့အော်ဂင်းနစ်ဓာတ်ပေါင်းတွေအပြင်ပီးသားမင်းစီကယ်စီယမ်မက်ဂနီစီယမ်အပြင်တပ်ပယိုတင်းနဲ့ပိုတက်စီယမ်ပါဝင်မှုမြင်မှာပါတယ်။ ဗီတာမင် A ဗီတာမင် B စနစ်ကာယိုတင်းဝိုင်းနဲ့အပင်ထွက်အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။ဒီလောက်ပါဝင်မှုများတဲ့အသေးကပါကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလဲဆိုတာကြည့်ရပါ။ဒီကြောက်ကယောဂတွေကိုကုသနိုင်တဲ့ဖယဲသီးမှာကြောက်ကထဲကအစိအတောက်တွေကိုဖိရှားသန့်စင်ပေးရမှာအစွမ်းထက်တဲ့ပိုတက်စီယံပါဝင်မှုများပါတရား။ တာအပြင်သွေးသွင်းယူရေးအဆစ်ပါဝင်မှုကိုရောနေစေတာကြောင့်ကြောက်ကထိကဲ့ပျက်စီးဖြစ်နိုင်ချေနည်းစေပါတယ်။ရေတပ်ပါဝင်မှုမြင်မာလို့ဆီးရွှင်စီပြီးကြောက်ကလှုပ်ဆောင်ချက်ကိုကောင်းစေပါတယ်။ခရဲသီးမှာပါတဲ့တိုးဆန့်ခြင်းပစ္စည်းတွေကကြောက်ကကောင်းစေဖို့အချိန်အတော်ကြာအထောက်အကူပေးနိုင်ပြီးအရေးပြပေါ်ကား အဆက်အပြောက်တွေနဲ့အရေးအကြောင်းတွေလိုမျိုးအရွယ်မတိုင်မီပုံမီးရော်မှုလက္ခဏာတွေကိုရောပါသက်သာစေနိုင်ပါတယ်။ဒီဟပူရှက်ခြင်းကိုကာကွယ်ပေးတဲ့ဖယဲသည်ဟာခန္ဓာကိုယ်အပူချိန်နဲ့တွေးဖိအားကိုရောချစေနိုင်တဲ့အစွမ်းရှိပါတယ်။ဒါကြောင့်အပူပိုင်းဒေသမှာနေထိုင်သူတွေဟာနှွေးရသည်မှာအပူရှက်ခြင်းကနေကာကွယ်နိုင်အောင်မိုးလွေပိုင်းမှာနေတိုင်းဖယဲသည်စားလိရှိပါတယ်။ ရေတပ်ပါဝင်မှုများလို့လွေပူပူနေပူပူကာလအတွင်းခန္ဓာကိုယ်မှာအရေးပိုဖြစ်ပေါ်မှုကိုအပြည့်ပြည့်ချွေးပိုထွက်စေကာခန္ဓာကိုယ်ကိုအေးတန်ရစေပါတယ်။သုံးဖေးပေါင်ခြင်းကိုမှန်စေခြင်းပိုတက်စီရန်နဲ့မက်ဂနီစီယမ်ပါဝင်မှုကြောင့်ဖွေးတိုးကိုချစေပါတယ်။ခါယူတင်းလိုက်တွေ့ကြောင့်တလုံးဖွေးကြောနိုင်ရန်နဲ့ဖွေးကြောမှခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ တားချောက်သွေးတို့ကိုချာစီပြီးသွေးခေပိတ်ဆို့မှုရီဖြန့်ခြင်းသလုံးရုတ်တရက်ဖောက်ခြင်းအလုံးသွေးကြောမှယောဂါတို့ဖြစ်လာနိုင်ခြင်းနေပါစေပါတယ်။ငါကင်ဆာကာကွယ်တဲ့ဖယဲတိကကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့လမ်းကိုပင်နဲ့ကာယူတင်းလိုက်ပါဝင်မှုမြင်မာတာကြောင့်စိချိတ်ကင်ဆာ၊ရင်သားကင်ဆာ၊ဥမာကြီးကင်ဆာအဆုတ်ကင်ဆာစတာတွေကိုဖြစ်နိုင်ခြင်းရောနေစေပါတယ်။ ဗီတာမင်စီရဲ့အစွမ်းနဲ့လိုင်ကိုပင်တက်တို့ပေါက်ဆက်တဲ့အခါဖယဲသည့်ဟာ ကင်စာကာကွယ်တဲ့အသီးတစ်မျိုးဖြစ်နေပါတော့တယ်6စီချိုသွေးချိုကိုထိန်းပေးနိုင်တဲ့အချို့နည်းတဲ့အစာတွေပဲစားရမယ်ဆိုတဲ့စီချိုယောဂရှိသူတွေမှာ ခမင်းများများမစားရတာကြောင့်စားနေကြအစာအစာတွေကိုပုံစံခွဲလျှော်စားရတာကြောင့်မတိတိနိုင် ဖြစ်နေခြင်းကိုဖယဲသည့်ကကူညီပေးနိုင်ပါတယ် ဖယဲပြိကသူတို့အတွက်အားဖြစ်တတ်စာကောင်းတစ်မျိုးပါပဲတယ်။ချုံဤတဲ့အရာသာနဲ့ဖယဲတိကကယ်လိုရီပါဝင်မှုနည်းပြီးဗီတာမင်နဲ့တတုတ္တတွေပါဝင်တာကြောင့်ခန္ဓာကိုယ်ထဲမှာအင်ဆူလင်လုံဆောင်ချက်ကိုကောင်းမွန်စေပြီးသွေးသွင်းသကြားဓာတ်ကိုကျေစေပါတယ်။စီးကျိုသမားတွေကိုဖယဲပြိအခွန်နဲ့ချက်လို့တဲ့ဟင်းနဲ့အသောတွေကိုကျွေးရင်လည်းသွေးသွင်းသကြားဓာတ်ကျေစေနိုင်တယ်လို့သိရပါတယ်။ ခွန်နိနှလုံးချမ်းမာစေတဲ့ဖရဲသီးမှာချွေဝတဲ့ခါယူတင်းလိုက်တမျိုးဖြစ်တဲ့နိုင်ဖို့စဉ်းစားကသလုံးရဲ့လှုပ်ဆောင်ချက်တွေကိုကောင်းမှုစီပါတဲ့ဒါတိုးဆန့်ကျင်ကုန်တတိနဲ့အရွယ်တင်စေတဲ့အာနိသင်ချောင်းလူသိများတဲ့ပိတာခေယူတင်းချောင်းသလုံးကိုဆက်လက်ချမ်းမာနေစီပြီးသလုံးနဲ့ပတ်သက်တဲ့ယောဂပြဿနာတွေကိုကာကွယ်ပေးပါတဲ့ ကိုလက်ဆက်ထရောကိုချစီပြီးသလုံးနှစ်ပတ်သက်တဲ့အန္တရာယ်ရှိအခြေအနေတွေကိုခန့်စားရနိုင်ချင်နေပါစေပါတဲ့။ရှစ်မျက်စိမဝါခြင်းကိုကာကွယ်ပေးတဲ့ဖယဲတိစားရတာခြိုက်တဲ့သူဆိုရင်မျက်စိကျမ်းမာရင်းနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့။ဖယဲတိကပိတာကေယုတ်တင်ပိတာမင်းစီလူသိင်းနဲ့တို့ကြောင့်အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်မဝါခြင်းအမြင့်အာယုံဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ် တာအပြင်မျက်ရည်ဖမ်း၆ကြည်ရေတင်စားတဲ့တခြားမျက်စိပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကိုဖမ်းစီပိုင်းညို့ကိုကုသနိုင်တဲ့ဖယဲသီးရဲ့ဓာတ်ဟာဖမ်းစီပိုင်းညို့ချင်းကိုကုသနိုင်တဲ့အစွမ်းရှိတဲ့အပြင်ပြိုးဆွနိုင်တဲ့အာနိသင်ကြောင့်လင်စိတ်ကိုဖြစ်ပေါ်စေပြီးချမ်းမာတဲ့ခန္ဓာကိုယ်ကိုရရှိစေပါတယ်။ဖယဲစိတ်ဟာလည်းကောင်းကျိုးပြုအစီနဲ့ပယုတ်တင်ချွေဝပြီး thuê chào cô tuyết anh là xe ở bãi tuy nhớ xin nè anh nhớ chị